ပါမြစီမရေဒီယိုအစီအစဉ်ကနေကြိုဆိုပါရစေ။မြစီမရေဒီယိုကမြန်မာပြည်သူတွေအတွက်ထုတ်လွှင့်တင်ဆက်ပေးလျက်ရှိပါတယ်။မြစီမရေဒီယိုမနက်ပိုင်းအစီအစဉ်ကို နေ့စဉ်မြန်မာစံတော်ချိန်မနက်9:00နာရီကနေ9:00နာရီခွဲအထိအန်ဒိုမီတာ31မီတာကိုတက်တမ၄မကဟက်စကနေဖန်ယူနာဆင်နိုင်ပါတယ်။မြစီမာရေဒီယိုညနေပိုင်းအစီအစဉ်ကိုတော့နေ့စဉ်မြန်မာစံတော်ချိန်ည9:00နာရီကနေ9:00နာရီခွဲအထိအန်ဒိုမီတာ16မီတာ စက်ခွန်တသမ5မှတ်ကဟက်စကနီထုတ်လွှင့်သွားမှာဖြစ်ပါတယ်ရှင်မင်္ဂလာပါရှင်မြန်မာနိုင်ငံသူနိုင်ငံသားအားလုံးဘေးကင်းလုံခြုံပြီး ဆိုင်ချနာကိုကြမှာရှိကြပါစေလို့မြစီမရေဒီယိုဖွဲ့သူဖွဲ့သားတွေကဆုတောင်းမြတ်တာပို့တာလိုက်ပါတယ်။မေလာ29ရက်ကြာတာပြည်နေ့ညပိုင်းမြစီမရေဒီယိုအစီအစဉ်ကိုမြမစံတော်ချိန်ည9:00နာရီကနေ9:00နာရီခွဲအထိစတင်ထုတ်လွှင့်နေပါပြီ။ကျမတော့ရွှေနွယ်ပါ။ဒီနေ့ညနာဆင်ကြားမယ့်သတင်းတွေကတော့ထိုင်းမြန်မာနယ်စပ်မှာရှိတဲ့ကနယ်လီစခန်းကို KNL ပူးပေါင်းတပ်သိမ်းပိုက်ရရှိတဲ့သတင်းနဲ့အတူ မုံနိုင်ငယ်အရှင်ကြောင့်မြန်မာနိုင်ငံတွင်းမိုးကြီးရေရှမ်းမှုတရေပေးထားတဲ့အကြောင်းတွေအပါအဝင်နောက်ဆုံးရပြည်တွင်သတင်းတွေကိုနားဆင်ကြမှာဖြစ်ပါတယ်။သတင်းတွေပြီးမှာတော့လေးဦးရီ FM ကပေးပို့ထားတဲ့ရခိုင်သတင်းအစီအစဉ်ကိုနားဆင်ရဖို့ရှိပါတယ်။ပထမဆုံးအနေနဲ့ပြည်တွင်သတင်းတွေကိုတင်ဆက်ပေးသွားမှာပါရှင်။မင်္ဂလာပါ။ပြည်တွင်သတင်းတွေကိုတင်ဆက်ပေးပါရမယ်။ကျွန်တော်ဆိုင်ခမ်းပါ။ ကရင်ပြည်နယ်မြဝတီမြို့နယ်အတွင်းမှာရှိတဲ့စစ်ကောင်စီတပ်ရဲ့ကနေလေးစခန်းကိုကရင်မျိုးသားလွတ်မြောက်ရေးတပ်မတော် KLLA ပူးပေါင်းတပ်တွေကမေလ28ရက်နေ့ည10:00နာရီချိန်မှာတိုက်ခိုက်သိမ်းပိုက်လိုက်ပြီးဖြစ်တယ်လို့ပြည်ပြင်သတင်းမြစ်တွေစီကတရားဝါတယ်။ကနေလေးရပါတယ်နော်။ KNDO တပ်ရင်းရှင်းနဲ့ KLLA PDF ပူးပေါင်းဝိုင်းတိုက်တာပါလို့ရှေ့တန်းသတင်းမြစ်တခုကမျိုးစီမာကိုအတည်ပြုပါတယ်။ စကန်သိန်းတိုက်ပွဲအခြေအနေသေးစိတ်နှစ်ဖက်ထိခိုက်မှုနဲ့လက်နက်ခဲယံတိမ်းစီယာမိမှုတွေနဲ့ပတ်သက်လို့အသေးစိတ်အခြေအနေတွေကိုတော့မသိရသေးပါဘူး။ပြီးခဲ့တဲ့မေလတတိယပတ်အတွင်းကနေစလို့ကရင်မျိုးသားလွတ်မြောက်ရေးတပ်မတော် KLL တပ်မ6နယ်မြေတဲကတက်စကန်တွေဖြစ်တဲ့စစ်ကောင်စီတပ်ရဲ့တိတ်ပေါ်ဘူးဝေါ်လေဥက္ကဋ္ဌဘရင်နောင်ကနေလေးထိကပလဲစစ်စကန်တွေကို ပူပေါင်းတပ်တွေက ထိုးစစ်ဆင်ပိတ်ဆို့တိုက်ခိုက်မှုတွေပြုလုပ်ခဲ့ကြတာပါ ကနေလေးကယာယီဘီဝါစကန်ဖြစ်ခဲ့တယ်အမြောက်တက်စုလားတက်စိတ်လားတော့မသိရှိဘူး120မမရှိတယ်အခု120မမတက်လက်ရတယ်တချို့လက်နက်ကြီးတွေကဖျက်ဆီးသွားတယ်လို့နောက်ထပ်စီရီသတင်းမြင့်တူကပြောပါတယ်မနေ့ကတိဘော်ဘိုးစကန်ကိုစစ်ကူလာတဲ့စစ်ကောင်စီစစ်ကြောင်းကိုဒီမိုကရေစီအကျိုးပြုကင်းတက်မရော DKBA ဌာနချုပ်တီရှိယာစုံစည်းမြိုင်ဒေတာအနီး တိုက်ခိုက်မှုတွေပြုလုပ်ခဲ့ရမှာစစ်ကောင်စီတပ်သားတချို့တေဆုံးဒဏ်ရာရနဲ့ထွက်ပြေးတာတွေရှိတယ်လို့စစ်ကောင်စီတပ်သား၁၀ဦးကိုလည်းတုံ့ပန်းအဖြစ်ဖမ်းဆီးရမိခဲ့ပါတယ်။လက်ရှိမှာ KNU တပ်မဟာအသီးသီးမှရှိတဲ့စစ်ကောင်စီတပ်စခန်းတွေကို KLL ပူးပေါင်းတပ်တွေကထိုးစစ်ဆင်နေတဲ့အတွက်တိုက်ပွဲတွေပြင်းထန်နေပြီးစစ်ကောင်စီတပ်ကလည်းလေကြောင်းကနေတိုက်ခိုက်တာတွေပြုလုပ်နေပါတယ်။ ပြီးခဲ့တဲ့ match April နဲ့ May လအတွင်း KNU တက်မှခွန်နေမြေတွင်းမှာရှိတဲ့ပူလူတူခလေဒီမော့ဖာတူတခေါပီခွီးမဆုတ်တန်းခန်စစ်စကန်တာလေဗျူအာစကန်မေလာစကန် မော်ဖိုးကေစကန်နဲ့တက်မှ6နေမြေတွင်းမှာရှိတဲ့ဘလေဒိုစကန်တွေကိုကဲလလီပူပေါင်းတက်တွေကတိုက်ခိုက်သိမ်းပိုက်ထားပါရခင်ဗျာ နန်းစီရံမွေးနှမ်းတွေကိုယာဒူးတုံ့မြန်ခံထားရမှာအထူးကိစ္စရက်တွေကပါယာဒူးဝန်အဖွဲ့ကသက်ဆိုင်ရာယာဒူးအစင်အလိုက်သတ်မှတ်ထားတဲ့တင်နန်းတက်ရောက်ပြီးထားသူကိုသာတုံ့မြန်ပေးဖို့အတွက်စစ်ကောင်စီကမေလ28ရက်နေ့ကဥပဒေပြင်ဆင်ပြဋ္ဌာန်းခဲ့တယ်လို့သိရပါတယ်။အရေးချက်ပါဝင်တဲ့နိုင်ငံဝန်ထမ်းဥပဒေကိုတတိယအကြိမ်ပြင်ဆင်တဲ့ဥပဒေကိုစစ်ကောင်စီကောင်ဆောင်ဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်ကလက်မှတ်ရေးထိုးပြဋ္ဌာန်းလိုက်တာဖြစ်ကြောင်းမေလ28ရက်နေ့မှာစစ်ကောင်စီထိန်းချုပ်သတင်းစာရီမှာဖော်ပြထားပါတယ်။ အရင်ကနိုင်ငံဝန်ထမ်းဥပဒေပုံမှန်29မှာယာရုတုံးမြင့်ခြင်းနဲ့ပတ်သက်ပြီးအရေးချင်းအကဲဖြတ်ရမှာတင်းနှက်တက်ရောက်ပြည်သူတွေကိုသာဥစားပြီးစဉ်းစားဖို့ပြဋ္ဌာန်းထားပါတယ်။လက်ရှိမှာတော့စစ်ကောင်စီကဒီပုံမှန်29ကိုတင်နန်းတက်ရောက်ပြည်သူဖြစ်ရမယ်ဆိုတဲ့အချက်နဲ့ဝင်ကြီးဌာနနဲ့အဖွဲ့အစည်းကဝန်ထမ်းအဖွဲ့အစည်းအကြီးအမှုရာထူးတာဝန်အတွက်ရည်ရွယ်ဖွင့်လှစ်တဲ့အစစ်မြင့်တင်နန်းတက်ရောက်ပြည်သူသာဖြစ်ရမယ်ဆိုတဲ့အချက်တို့ကိုအစားထိုးလိုက်တာဖြစ်ပါတယ်။ လက်တလုံးမှာလည်းစစ်ကောင်စီလာအောက်ကဝင်းကြီးဌာနတချို့မှာယာရုတိုးထားပေးရမှာလှုပ်တက်ရင်ပြီးတော့တင်နှက်မတက်ထားသူတွေထက် လောက်တက်နေပြီးတော့တင်းနှံတက်ထားသူတွေကယာရုတိုးမှုတွေများလာတာကိုလောက်တက်ရင်ဝန်ထမ်းတွေဘက်ကမကျေနပ်မှုတွေရှိနေတယ်လို့ဝန်ထမ်းအတိုင်းဝိုင်းထံကသိရပါဗျ။စကောင်စီရဲ့ဥပဒေပြင်ဆင်မှုမှာပုံမှ30ပုံမှခွဲစာခွဲကိုလည်းယာရုဝင်အဖွဲ့ကယာရုအစဉ်အလိုက်သတ်မှတ်ထားတဲ့တင်းနှံတွေအပြင်ဝင်ကြီးဌာနနဲ့အဖွဲ့အစည်းကဝန်ထမ်းအဖွဲ့အစည်းအကြီးမှုယာရုအတွက်ရည်ရွယ်ဖွင့်လှစ်တဲ့အစဉ်မြင့်တင်းနှံတွေကိုလည်းတက်ရောက်ရမှာဖြစ်ကြောင်းပြင်ဆင်ထားပါဗျ။ယာရုတို့ရမှာအထူးကိစ္စရဲ့ဆိုရာက ဝန်ထမ်းရဲ့လုပ်ငန်းဆွမ်းဆောင်ရေးအပေါ်မူတည်ပြီးတော့တုံ့တက်ဆုံးဖြတ်ခြင်းဖြစ်ကောင်းအစင်းမြင့်တင်တဲ့ဆိုတာကတော့ဝန်ထမ်းအဖွဲ့အစည်းအကြီးမှုရာတို့အတွက်ပြည်တော်စုစုရအဖွဲ့ကအတိမတ်ပြုတဲ့တင်တဲ့လို့စစ်ကောင်စီကဆိုထားပါတယ် အခုပြင်ဆင်တဲ့ဥပဒေမှာဘိုးဝင်တဲ့တက္ကသိုလ်များဆိုတဲ့စကားရက်ကိုနိုင်ငံဝင်တဲ့တက္ကသိုလ်များလို့အစားထိုးကြောင်းလဲဖော်ပြထားပါတယ်။အာနာသိမ့်ပြည်တဲ့နောက်စကောင်စီလောက်ကဝင်တဲ့တက္ကသိုလ်တွေမှာစစ်ပညာသင်ကြားနေတဲ့အပြင်စစ်အရာရှိကြီးတွေလည်းတက်ရောက်ရတဲ့နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်မှာလည်းအရက်ဖက်နိုင်ငံဝင်တဲ့အရာရှိကြီးတွေတက်ရောက်ထားခိုင်းကြောင်းစစ်ကောင်ဆောင်မြောင်လိုင်းက2024ခုနှစ်ဖေဖော်ဝါရီလအတွင်းမှာထုတ်ဖော်ပြောဆိုခဲ့ပူပါတယ်။ ဒါအပြင်အာနာသိန်းကာလအတွင်းမှာစကောက်စီတက်အရာရှိတွေကအရက်ဖတ်ဌာနကြီးတွေမှာဦးစီးမှုအရာရှိကနေညွန်ကျုပ်ဒူးညွန်ကျုပ်ရာထူးတွေအထိရယူကဒါရက်ရွှေပြောင်းနာတွေလည်းအများပြားရှိနေပါတယ်ရှင် KAI နဲ့ PDF ကတိုက်ခိုက်ရင်လုံခင်းဒေတာကိုလေချောင်းကနေပုံကျဲမယ်လို့ချင်းချောက်ပြီးတဲ့နောက်စစ်ကောင်စီတပ်စစ်ကြောင်းဟာဖားကန့်မျိုးဘက်ကိုထွက်ခွာနေတယ်လို့ဒေတာကန်သတင်းမြစ်တွေကပြောပါတယ်။ ်လုံခင်းကိုရောက်ရှိနေတဲ့စစ်ကောင်စီစစ်ကြောင်းဟာဒေသတွင်းမှာရှိတဲ့စစ်ကောင်စီစခန်းတချို့ကတပ်ဖွဲ့ဝင်တွေနဲ့ပူးပေါင်းပြီးမေလ29ရက်မနက်10:00နာရီခန့်ကစတင်လို့ဖားကန့်မြို့ဘက်ကိုထွက်ခွာနေတယ်လို့သိရပါတယ်။ရမီရဖာတွေကိုခေါ်ပြီးချင်းချောက်တာတကယ်လို့ KIA PDF ကဖျက်တိုက်မယ်ဆိုရင်ဘုံကျဲမယ်အဲ့လိုသူတို့အချက်ကင်ထားတယ်ဖားကန့်ကိုတွားနေပြီလူတချို့ကိုလူသားတိုင်းလှုပ်ထားတယ်လို့ဒေသခံတူကပြောပါတယ် လုံခင်မှာရှိနေတဲ့ချိန်မေလ28ရက်နေ့က KIA PDF ပူးပေါင်းတပ်တွေရဲ့တိုက်ခိုက်မှုကြောင့်စစ်ကောင်စီတပ်ဖွဲ့ဝင်တို့သေဆုံးထိခိုက်မှုရှိခဲ့တယ်လို့ဒေသခံသတင်းမြေကပြောပါရယ်။ဧပြီလ23ရက်နေ့ကနေစလို့ကာမိုင်းလုံခင်ဖားကန့်လန်တိုင်းစစ်တပ်ရှမ်းနီတပ်ပြည်သူစစ်တွေပူးပေါင်းပါဝင်တဲ့စစ်ကြောင်းဟာမေလ28ရက်နေ့မှာလုံခင်ရမ်းချက်စက်ရုံကိုရောက်ရှိလာပြီးတဲ့နောက်မေလ28ရက်နေ့ကစလို့လုံခင်ပါဝင်ခြင်းမှာစစ်ကြောင်းထိုးနေတာဖြစ်ပါရယ်။ ကာမိုင်းကနေထွက်ခွာလာတဲ့အချိန်အင်အား600ခန့်ရှိပေမဲ့လမ်းတစ်လျှောက်မှာ KIA PDF ပူးပေါင်းတပ်တွေရဲ့အချင်းချင်းတိုက်ခိုက်ခံရပြီးတဲ့နောက်အင်အား100ခန့်သာ လုံခင်ကိုရောက်လာတာဖြစ်ပါတယ်။လုံခင်ကိုဝင်လာတဲ့စစ်ကောင်စီစစ်ကြောင်းမှာ ရှမ်းနီ SNA နဲ့ပြည်သူ့စစ်ပူးပေါင်းအဖွဲ့တွေပါဝင်လာပြီးဖားကန့်အထိရောက်အောင်စစ်ကြောင်းဝင်နိုင်ရင်ကြောက်စိမ့်လုတ်ကွက်ပေးမယ်လို့စစ်ကောင်စီကမလုံးပေးထားကြောင်းသတင်းမြစ်စီကတရားဝါတယ်။ ဖားကန့်မျိုးကိုစစ်ကောင်စီကလက်ရှိအချိန်မှာထိ ंछ ုပ်ထားနိုင်ခြင်းမရှိပေမဲ့ဖားကန့်ဘူဟာကိုမဇိုရန်ကျင်းထောင်လုံခင်းဘူဟာကိုလုံခင်းရဲစခန်းရမ်းချက်စခန်းကန်စီဘူဟာကုန်းနဲ့ဖားကန့်မြို့မှာစခန်းနေမှာတက်ဆွဲထားပြီးလက်နက်ကြီးတွေတက်ဆင်ထားတယ်လို့သိရပါပါတယ်ခင်ဗျာ။ဇီမာရေဒီယိုရဲ့ကြာတာပြင်းနေ냐ပဲနောက်ဆုံးရပြည်တွင်သတင်းတွေကိုဆက်လက်ထုတ်လွှင့်နေပါတယ်။ ်ဘင်္ဂလားပြည်လမှာဖြစ်ပေါ်နေတဲ့လေပြင်းအားနဲ့ရန်ဝန်ကမုံနိုင်ငယ်အဖြစ်ရောက်ရှိခဲ့ပြီးမုံနိုင်ငယ်ရဲ့အရှိန်အကြောင်းမြန်မာနိုင်ငံတွင်မူးရွာသွန်းမှုနဲ့ရေကြီးမှုတွေဖြစ်ပေါ်နိုင်တဲ့အတွက်သတိပြုကြဖို့ကိုစစ်ကောင်စီရဲ့မူဆလာဌာနကတရိပ်ပေးထားပါတယ်မေလ29ရက်နေ့မနက်7:00နာရီအချိန်တိုင်းထွာချက်အရဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်းမှာဖြစ်ပေါ်နေတဲ့အာကောင်းတဲ့လေဖိအားနဲ့ရောင်းဝန်ကပုံမှန်အာကောင်းလာကမုံတိုင်းငယ်အဖြစ်ကိုရောက်ရှိခဲ့ကြောင်းမိုးစလကဖော်ပြထားပါတယ် မုံနိုင်ငံရဲ့လက်ရှိအခြေအနေကမြန်မာနိုင်ငံဘက်ကိုဥတီရွေးချမဲ့အခြေအနေမရှိတာကြောင့်အဝါရောင်အဆင့်တက်မှတ်ထားပါတယ်။ဒီမုံနိုင်ငံကနောက်ထပ်၁၂နှစ်အတွင်းမှာအာကောင်းတဲ့မုံနိုင်ငံအဖြစ်ပုံမအာကောင်းလာနိုင်ကအိန္ဒိယနိုင်ငံအနောက်ဘင်္ဂလားပြည်နယ်နဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံကန်ချီတို့ကို စာကကျွန်းနဲ့ခေပူပါရာမျိုးတို့အကြားကနေဖြတ်ကျော်နိုင်ကြောင်းမူဆလာက ခံမှန်းထားပါရယ်။မုံနိုင်ရဲ့အရှိန်ကြောင့်ဒီကနေ့မွန်လွဲပိုင်းကနေဂျွန်လာ၂ရက်နေ့အတွင်းငလင်တန်သင်းဒေသတွေအပါအဝင်မြန်မာနိုင်ငံတွင်းမှာမိုးရွာသွန်းမှုရှိနိုင်ကြောင်းမူဆလာကအသိပေးထားပါရယ်။မိုးရွာသွန်းခြင်းနဲ့အတူရေကြီးခြင်းမြေပြိုခြင်းအပါအဝင်တဘာဝပေးတွေဖြစ်ပေါ်လာနိုင်တဲ့အတွက်ကြိုတင်သတိပြုကြဖို့ကိုမူဆလာကတိုက်တွန်းထားပါရယ်။ လက်ရှိပြပေါ်နေတဲ့အားကောင်းတဲ့လေပြင်းအားနဲ့ရန်ကကုန်းတွင်းကိုဖြတ်ကျော်ဝင်ရောက်တော့မှာဖြစ်တဲ့အတွက်ဆိုက်ကလုန်းဖြစ်နိုင်ခြင်းမရှိတော့ဘူးလို့သုံးသပ်ကြောင်းမိုးလေဝသဆိုင်ရာလေလာသူဦးဝင်းနိုင်ကဒီကနေ့မနက်7:00နာရီမိနစ်40မှာလူမှုကွန်ရက်ကနေတစင်ပြောဆိုထားပါတယ်။မိုးရွာသွန်းမှုနဲ့ရေကြီးမှုဖြစ်ပေါ်နိုင်ကြောင်းသတိပေးထားတဲ့ဒေသတွေမှာပြည်ကြဲမတ်လ28ရက်နေ့ကငလျင်တန်းကိုပြင်းထန်စွာခန်းဆားခဲ့ရတဲ့ဒေသတွေပါဝင်နေပါတယ်။ အခုရပိုင်းအတွက်မှာမောင်းနိုင်ငယ်ရဲ့အချိန်ကြောင့်မြန်မာနိုင်ငံတွင်းမှာမိုးရွာသွန်းမှုတွေရှိနိုင်တဲ့အတွက်ပြည်သူတွေအနေနဲ့မွေးလေဝသထုတ်ပြန်ချက်တွေကိုအစဉ်တစိုက်ကြည့်ရှုပြီးနားထောင်ကြဖို့ဆောင်ရန်ရှောင်ရန်သတိပြုရန်တွေနဲ့အညီနေထိုင်ကြဖို့ကိုအမွေးရှိတရားမှာတိုက်တွန်းနှိုးဆော်ထားပါတယ်ရှင်။ပဲခူးတိုင်းကြောက်ကြီးမြို့နယ်မှာပေါ်တာဆွဲခံခဲ့ရပြီးစစ်မှုထမ်းနေရတဲ့တပ်သား3ယောက်အလင်းဝင်ရောက်လာတယ်လို့ပြည်သူ့ကာကွယ်ရေးတပ်မတော်အမှတ်3တပ်ရင်းအာလောကစစ်ကြောင်းစီကနေတရားဝါရတယ်။ အာလာဝကစစ်ကြောင်းရဲ့ပြန်ကြားရေးတာဝန်ခံကသူတို့၃ယောက်လုံးကပြီးခဲ့တဲ့ရက်ပိုင်းမှာအလင်းဝင်လာခဲ့ကြတာပါလက်နက်ခဲရနေတော့ပါမလာကြပါဘူးလို့ပြောပါတယ်အလင်းဝင်ရောက်လာကြသူတွေဟာစစ်ကောင်စီလက်အောက်ခံတွေရဲ့မတရားပေါ်တာဆွဲခံရပြီးအသက်30ကျော်အရွယ်တွေဖြစ်ကြတဲ့ကိုမင်းမင်းစော ကိုဝိုင်းချင်းနဲ့ကိုမြင့်စောထွေးတို့ဖြစ်ကြတယ်လို့ဆိုပါတယ် အလာဝကစစ်ကြောင်းမှုဦးကျော်ကသူတို့၃ယောက်လုံးကစစ်မှုထမ်းတင်တန်းအပတ်စဉ်ကိုတင်တန်းစင်းနေပါတင်တန်းပြီးကြတဲ့ကခမရ999ကိုအဖို့ခံထားရတာအဲ့ဒီထဲကနေကျွန်တော်တို့စီကိုချိတ်ဆက်ထွက်ပြေးလာပြီးအလင်းဝင်လာကြသူတွေဖြစ်ပါတယ်သူတို့တွေကိုတက်ထဲမှာတော့ကတော်လိုင်းတက်ဖွဲ့တွေစီကိုအလင်းဝင်ရင်အသက်ခံရတယ်ဆိုပြီးချင်းချောက်ခံထားရတာတွေရှိခဲ့တယ်လို့ပြောတယ်ကျွန်တော်တို့အဖွဲ့ကသူတို့ကိုနွေးနွေးထွေးထွေးကြိုဆိုကြတယ်လှုပ်လှက်ထားတယ်ဆိုတော့ တက်ထဲမှာချင်းချောက်ခံရတာနဲ့တက်တက်ဆင်အောင်လွဲနေတယ်ဆိုတာယုံကြည်သွားကြတယ်လို့ DBB သတင်းဌာနကိုပြောကြားထားပါတယ်။စီရေးရှိန်နေမြင့်တက်လာတော့မှဖြစ်လို့စစ်ကောင်စီလက်အောက်မှာတာဝန်ထမ်းဆောင်နေကြသူတွေအနေနဲ့အာလဝကစစ်ကြောင်းအပြင်နှီးစက်တဲ့ပြည်သူကာကွယ်ရေးအဖွဲ့တွေစီအ мян ဆုံးခေလုံအလင်းဝင်ရောက်ကြဖို့တိုက်တွန်းလိုကြောင်းအာလဝကစစ်ကြောင်းကပြောကြားထားပါတယ်ခင်ဗျာ။ နောက်ဆုံးရပြည်တွင်သတင်းတွေကိုကိုဆိုင်ခန့်နဲ့အတူတင်ဆက်ပေးခဲ့တာပါဆက်လက်ပြီးသတင်းလွှာနဲ့အတူအပတ်စဉ်ကဏ္ဍတွေကိုနားဆင်ကြဖို့ရှိပါသေးတယ်အခုကတော့နောက်ဆုံးရနိုင်ငံတကာသတင်းတွေကိုပြောပြသွားမှာပါရှင်အီလမဟာ အစိုးရစွမ်းဆောင်ရည်ထိရောက်ရေးဌာန DOG အကြီးအကဲဖြစ်ကနေနှုတ်ထွက်ခြင်းဆိုင်ရာလုပ်ငန်းစဉ်တွေကိုစတင်နေပြီဖြစ်ပါတယ်။ Tesla နဲ့ SpaceX CEO ဖြစ်တဲ့ Elon Musk ကအထူးဆိုရဝန်ထမ်းတဦးရဲ့တာဝန်တွေပြီးဆုံးသွားပြီဖြစ်ကြောင်းနဲ့မလိုအပ်တဲ့အသုံးစရိတ်တွေကိုဖျက်တောက်ဖို့အခွင့်အရေးပေးတဲ့အတွက်တမရ Trump ကိုကျေးဇူးတင်ကြောင်းဗုဒ္ဓဟူးနေ့ညပိုင်းက X မှာ post တင်ခဲ့ပါတယ်။အချိန်ကြာလာတာနဲ့အမျှ DOJ လုပ်ငန်းစဉ်တွေဟာအစိုးရတက်တန်းတလျှောက်လုံးအချိန်နဲ့အမျှအကောင်းလာလိမ့်မယ်လို့လည်း Musk က post မှာရေးသားထားပါတယ်။မစီယေပို့စ်မှာရေးသားချက်ဟာမကန်ချောင်းနဲ့ဗုဒ္ဓဟူးနေ့ညမှာစတင်ထွက်ခွာမှာဖြစ်ကြောင်း အိမ်ပြူတော်ကအတည်ပြုခဲ့ပါတယ်ဇန်နဝါရီလ20ရက်နေ့ကထရမ့်ဟာရင်းဌာနကို တီထောင်ဖို့သမရအမိတ်ကိုရက်မှတ်ရေးထိုးပြီးတဲ့နောက်မတ်စာ DOGE ရဲ့အကြီးအကဲဖြစ်လာခဲ့ပါတယ် DOGE ဟာအစိုးရဌာနအသုံးစရိတ်တွေအချင်းပြတ်ခြားစားမှုနဲ့မတမာမှုတွေကိုအရှိန်အဟုန်နဲ့ဖော်ထုတ်ရေးဆောင်ရွက်ခဲ့ပါတယ် 1962ခုနှစ်မှာကွန်ကရက်ကဖန်တီးခဲ့တဲ့သမရသို့မဟုတ်လွတ်တော်ရဲ့အထူးတာဝန်တွေအတွက်ကာလတူယာယီဝန်ထမ်းတွေကိုငှားရမ်းခွင့်ပြုတဲ့ပြဋ္ဌာန်းချက်အရမတ်ဟာအထူးအစိုးရဝန်ထမ်းအဖြစ်တရားဝင်ခန့်အပ်ခံခဲ့ရတာဖြစ်ပါတယ်။အစိုးရကျင့်ဝတ်ရုံးရဲ့အချက်လက်တွေအရအထူးအစိုးရဝန်ထမ်းတွေဟာ365ရက်တာကာလတွင်ရပ်ပေါင်း130ထပ်မပိုပဲဖက်ဒရယ်အစိုးရအတွက်အလုံးလုံးခွင့်ရှိပါတယ်။ မဆီယချမ်းသစ္စာကျင်းစုပွဲနေ့မှာစတင်တဲ့ရပ်ပေါင်း130ကာလကမေလ30ရက်နေ့မှာပြည့်မှာဖြစ်ပါတယ်။ DOGE ဟာဖက်ဒရယ်အစိုးရမှမလိုအပ်တဲ့ကုန်ကျစရိတ်တွေကိုရှော့ချရင်းနဲ့လုပ်ငန်းစဉ်ချုံးမွေ့စေရေးအတွက်တည်ထောင်ထားတဲ့ယာယီဌာနဆိုင်ရာဖွဲ့စည်းတစ်ခုဖြစ်ပါတယ်။ထရမ့်ရဲ့တမရအမိတ်အရအဲ့ဒီအဖွဲ့ဟာ2026ခုနှစ်ဇူလိုင်လ4ရက်နေ့မှာဖြတ်သိမ်းရမှာပါ။မတ်စ်ရဲ့အခမ်းကဏ္ဍဟာယာယီဖြစ်ပြီးတော့ຫນွေဦးမှာပြီးဆုံးမှာဖြစ်ကြောင်းထရမ့်နဲ့မတ်စ်တို့နှစ်ဦးလုံးက ရခိုင်ကလေးကသဘောတူထားခဲ့ကြတာဖြစ်ပါတယ်။ Trump က mass အားကြိုတင်သတ်မှတ်ထားတဲ့ရပ်ပေါင်း130ထက်အစိုးရယာဒူးမှဆက်လက်ရှိနေခြင်းသလားဆိုတဲ့မေးခွန်းကိုပြန်လည်ဖြေဆိုရမှာတော့ Trump ဟာ mass ထွက်ခွာမဲ့အကြောင်းသတင်းထောက်တွေကို mass လ31ရက်နေ့ကအရေးမွတ်ပြောကြားခဲ့ပါတယ်ရှင်။ မက်အဖက်တမင်းမူးစေဝါအရှိအာရှနဲ့အရှိတောင်းအာရှမှာဖန်စီရာမီမှု မနစ်ကထက်စံချိန်တင်မြင့်တက်ခဲ့ကြောင်းကုလအေဂျင်စီကပြောပါရယ်ပြိပခဖြစ်ပွားနေခြင်းနဲ့တည်ငြိမ်မှုမရှိခြင်းတို့ကြောင့်မြန်မာနိုင်ငံမှာတရားမဝင်မူးစေဝါထုတ်လုပ်မှုမြင့်တက်ခဲ့တယ်လို့ဆိုပါရယ် ဒေတာတွင် mat affectment ဖန်စီရမိမှုဟာ2024ခုနှစ်ကစုစုပေါင်း236တန်ရှိခဲ့ပြီး2023ခုနှစ်နဲ့နှိုင်းယှဉ်ရင်အလွန်အမင်း24ရာခိုင်နှုန်းမြင့်တက်သွားတာဖြစ်တယ်လို့ကုလမှုရေးစေဝါနဲ့ရာဇဝတ်မှုယုံ UNODC ကအစီရင်ခံစာအစ်တရက်ကိုကိုးကားပြီးကြေညာချက်တရက်ထုတ်ပြန်ထားပါတယ်။ အဲ့ဒီဂိန်းကနန်းဟာဖမ်းမိပမာဏနဲ့ဈေးကွက်ကိုအမှန်တကယ်ရောက်ရှိလာတဲ့ mat effect တမင်ပမာဏသာဖြစ်တယ်လို့ UNODC ရဲ့အရှိတောင်အာရှနဲ့ Pacific Data ခိတကိုစလဲ Benedict Homin ကပြောပါတယ်။ mat effect တမင်ကိုစံချိန်တဲ့အများဆုံးဖမ်းမိတာဟာထိုင်းနိုင်ငံဖြစ်ပါတယ်။ထိုင်းနိုင်ငံဟာအဲ့ဒီဓာတုမူရဲ့ဈေးဝါးတွေတဆင့်ခံတင်ပို့ရာနဲ့အခီးဆုံးတင်ပို့ရာနိုင်ငံဖြစ်ပါတယ်။ ဒါတို့မူရစ်စေးဝါးရဲ့အမြောက်အများထုတ်လို့ရနေရလို့တည်ထားကြတဲ့အိန္ဒိချင်းမြန်မာနိုင်ငံမှာလည်းတည်ငြိမ်မှုမရှိတာနဲ့2021ခုနှစ်အာနာသိမ့်ပြီးနောက်ပိုင်းပေါ်ထွက်လာပြီးဖြစ်ပွားနေစေပရိပခါကြောင့်ထုတ်လို့မှုမှာမကြုံစဘူးတိုးတက်လာခဲ့တယ်လို့ဟော့ဖ်မင်ကပြောပါရယ် မဲခေါင်မြေဝမ်းအောက်ပိုင်းဒေသနိုင်ငံတွေမှာကီတာမင်းထုတ်လုပ်မှုပြန့်နှံ့လာခြင်းကလည်းနိုင်ငံအများပါဝင်တဲ့မွေးမောင်ခိုဂိုင်းကြီးတွေရဲ့ဥပဒေထိန်းသိမ်းသူတွေကိုရှောင်ကွေးနိုင်ပုံနဲ့ခြေသွက်လက်သွက်ရှိပုံကိုပြသနေပါတယ်။မွေးမောင်ခိုတည်ယူတဲ့လမ်းကြောင်းဟာအဓိကအနေနဲ့လာအိုပြည်သူဒီမိုကရက်တစ်တမရနိုင်ငံကိုဖျက်ပြီးကမ်ဘောဒီးယားနဲ့မြန်မာနိုင်ငံကိုဆက်သွယ်ထားတဲ့လမ်းကြောင်းဖြစ်တယ်လို့ UNODC ဒေတာတွင်ယုံကအဓိကခွဲခြမ်းစိတ်ဖြာတုံးသက်သူအင်ရှစ်စင်းကပြောပါတယ်။ ဒါပြင် မလေးရှားအင်ဒိုနီးရှားဖိလစ်ပိုင်တို့ကိုဆက်သွယ်ထားတဲ့ရေလမ်းကြောင်းဟာလည်းနောက်ထပ်အရေးပါတဲ့မူရစေဝါမောင်ခိုတဲဆောင်ရလမ်းကြောင်းတစ်ခုဖြစ်တယ်လို့သူကဆက်ပြောပါတယ်။ ီစီမားရေဒီယိုရဲ့ကြာတာပြင်းနဲ့ညပိုင်းပြည်ရင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါဆက်လက်ပြီးတော့ပြည်ရင်းသတင်းလှကိုထုတ်လွှင့်သွားမှာဖြစ်ပါတယ် ဘင်္ဂလားဒေ့ရှ်အစိုးရကမြန်မာနိုင်ငံကိုဆေးလွတ်ထားတဲ့တန်အမတ်ကြီးကိုမြို့တော်ဒါကာကိုချက်ချင်းပြန်လာဖို့ညွှန်ကြားလိုက်တယ်လို့နိုင်ငံခြားရေးဝန်ကြီးဌာနကမနေ့ကအတည်ပြုကြောင်းဘင်္ဂလား News 24သတင်းဌာနကဖော်ပြပါတယ်မြန်မာနိုင်ငံဆိုင်ရာဘင်္ဂလားဒေ့ရှ်တန်အမတ်ကြီးမိုနိုဝါဟော်ဆန်ဟာ2023ခုနှစ်ဩဂတ်လမှာစတင်တာဝန်ထမ်းဆောင်ခဲ့ပြီးလက်ရှိမှာတော့နှစ်နိုင်ငံတန်တမန်ဆက်ဆံရေးတင်းမာလာချိန်မှာချက်ချင်းပြန်လာဖို့ဓာတ်ရိုက်အမိန့်ညွှန်ကြားခံရတာလို့သိရပါဗျ တန်တမန်တရင်မြစ်တွေရဲ့အဆိုအရပင်္ဂလားဒေ့ရှ်တာဝန်ရှိသူတွေကရခိုင်ပြည်နယ်တပီနယ်လုံးနီးပါးကိုတိုက်ခိုက်သိမ်းပိုက်ထားတဲ့အာရခတ်တပ်တော် AA နဲ့ထိတွေ့ဆက်ဆံတဲ့ဆိုတဲ့သတင်းတွေထွက်ပေါ်လာခဲ့အပြင်မှာမြန်မာစစ်ကောင်စီကဆန့်ကျင်ကန့်ကွက်ခဲ့တယ်လို့ဆိုပါတယ်။စစ်ကောင်စီရဲ့အဲဒီကန့်ကွက်မှုအပြင်မှာဘင်္ဂလားဒေ့ရှ်အဆိုအရကလည်းအခုလိုတုံ့ပြန်လာတာဖြစ်ပါတယ်။ ဘင်္ဂလားဒေ့ရှ်အစိုးရရဲ့အမျိုးသားလုံခြုံရေးဆိုင်ရာအကြံပေးခါလီလာရာမန်ကဘင်္ဂလားဒေ့ရှ်မြန်မာနယ်စပ်တခြားလုံးကိုထိန်းချုပ်ထားတဲ့အာရခတက်တော်အင်းနဲ့ထိတွေ့ဆက်ဆံမှုလိုအပ်ပြီးတော့ထိတွေ့ဆက်ဆံမှုတွေပြုလုပ်ဖို့ဆုံးဖြတ်ခဲ့တာလို့လူသိရှင်ကြားထုတ်ဖော်ပြောဆိုထားပါတယ်။ဘင်္ဂလားဒေ့ရှ်နယ်စပ်ကိုကာကွယ်ဖို့နဲ့အဲ့ဒီဒေသငြိမ်းချမ်းမှုကမိမိတို့တာဝန်ဖြစ်တယ်လို့အမျိုးသားလုံခြုံရေးအကြံပေးခါလီလာရာမန်ကပြောထားပါတယ်။ ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ AA တို့အကြားမှာထိတွေ့ဆက်ဆံမှုသတင်းတွေထွက်ပေါ်လာခဲ့အပြီးမှာစစ်ကောင်ဆောင်မေအောင်လိုင်းနဲ့စစ်ကောင်စီကဒါကာမှာရှိတဲ့နိုင်ငံခြားရေးဝန်ကြီးဌာနကိုတရားဝင်ကန့်ကွက်အကြောင်းကြားစာပေးပို့ခဲ့တယ်လို့သိရပါဗျ။အာရခတ်တပ်တော် AA ကရခိုင်ပြည်နယ်မှာရှိတဲ့16မြို့နယ်က14မြို့နယ်ကိုသိမ်းပိုက်ထိန်းချုပ်ထားပြီးဘင်္ဂလားဒေ့ရှ်နဲ့နယ်မြေထိစပ်နေတဲ့ကုန်းမြစ်သားမကရေပိုင်နက်ကိုပါဆုံးမထိန်းချုပ်ထားပါဗျ။ဒီလာဆမ်းမိုင်းမှာလည်းရန်ကုန်မှာရှိတဲ့ဘင်္ဂလားဒေ့ရှ်တန်ယုံရဲ့စစ်တမ်းမှု ပုံမကျောက်အက်ဖတန်ဟော်ဆန်ကိုလည်းတာကာကအေးပေါ်ပြန်လဲခေါ်ယူခဲ့ပါရဲ့ရှင်။တရင်နေ့ပြေးမှာတော့လေးဦးရီ FM ရဲ့အပတ်စဉ်ရခိုင်တရင်စီစဉ်ကုန်နာဆင်ရမှာဖြစ်ပါရယ်။ ဒီတစ်ပတ်မှာတော့ကြောက်ပြူ OGD ဆက်ရုံကဝန်ထမ်းတွေတိုက်ပွဲကြောင့်ထွက်ပြေးတင်းဆောင်ကြရတဲ့တရင်ရခိုင်ရုံးမတိုက်ပွဲတွေပြန်လည်ပြင်းထန်လာပြီးနေရီကန်အနေကကာကင်းစခန်းတစ်ခုအရာကတက်တော်တင်ပိုက်တဲ့တရင်နဲ့အတူစိုက်ကလုန်းမုန်တိုင်းကစစ်တွေမျိုးရဲ့အနောက်ဖက်မိုင်280အနီးကိုရောက်ရှိနေပြီးတော့ပုံမအောင်ကောင်းလာတဲ့အကြောင်းတွေကိုနားဆင်ကြဖို့ရှိပါတယ်ရှင် စွာပါလေဦးရီအဖန်ကကြိုဆိုပါရရှင်ဒီကနေ့မေလ29ရက်နေ့အတွက်ရခိုင်ပြည်ကထူခြားတဲ့သတင်းတွေကိုတင်ဆက်ပေးပါတော့မယ်ကျွန်မနေနေပါဒီကနေ့တင်ဆက်ပေးသွားမယ့်သတင်းတွေကတော့ကြောက်ဖြူ OGD စက်ယုံမှာစစ်ကောင်စီအမြောက်တပ်တွေနေရာ ရှာနေတာကြောင့်တရုတ်ဝန်ထမ်းတွေထွက်ပြေးသွားတဲ့သတင်းမင်းတပ်တောင်ကိုထိုးစစ်ဆင်လာတဲ့စစ်ကောင်စီတပ်သား40ကျော်အကြအဆုံနဲ့နောက်ပြန်ဆုတ်သွားတဲ့သတင်း နိုင်ရီကံပြူဟာကာကင်းစကန်တစ်ခုကို ULAA ကတင်ပိုက်လိုက်တဲ့သတင်းနဲ့အတူဆိုင်ကလုံးမုန်တိုင်းဟာစစ်တွေမျိုးအနောက်ဘက်ပင်လယ်ပြင် ထိရောက်ရှိလာပြီးတော့အင်အားကောင်းလာတဲ့အကြောင်းတွေကိုနားဆင်ကြရမှာပါရခိုင်ပြည်ကြောက်ဖြူမြို့နယ်ဂုံးရွှိန်အုပ်စုမှာရှိတဲ့ OGD စစ်ရုံဝန်းကိုစစ်ကောင်စီကကာကင်းစခန်းအဖြစ်အထိုင်ချလိုက်တဲ့အတွက်စစ်ရုံတွေကတရုတ်ဝန်ထမ်းတွေ နေရာရွှေ့ပြောင်းထွက်ပြေးသွားကြတယ်လို့သတင်းရရှိပါတယ်။မေလ23ရက်ကစစ်ကောင်စီရဲ့ရေတပ်အင်အားနဲ့ကြီးတပ်အင်အားအမြောက်အများဟာ OGD စစ်ရုံဝင်းရဲ့အတွင်းအပြင်မှာနေရာယူလိုက်ပြီးတော့စစ်ရုံလက်ပတ်မှုကိုလည်းရန်နာထားရတာဖြစ်ပါတယ်။စစ်ကောင်စီကစီမံကိန်းစစ်ရုံဝင်းထဲမှာဘန်ကာတွေလုတ်တယ်။နောက်ပြီးတော့စစ်ဖြစ်တဲ့နေရာတွေကိုအဲ့ဒီကနေအမြောက်ကြီးတွေနဲ့ပြစ်ကူပေးတယ်။ ဲ့ဒါကြောင့်လို့တရုတ်ဝန်ထမ်းတွေကတိုက်ပွဲဖြစ်လာမှာကိုသိလို့စီမံကိန်းကိုရပ်ပြီးတော့ထွက်ပြေးသွားကြတာလို့ကြောက်ဖြူဒေတာတွင်းသတင်းရင်းမြစ်ကပြောပါတယ်။တဘာဝတန်းခွေတန့်စင်စစ်ယုံ OGD အနည်းကိုစစ်ကောင်စီကမေလ23ရက်က ကြီးတက်ရစ်တက်အင်အား400ကျော်ဖြည့်ခဲ့ပြီးတော့အဲ့ဒီစစ်ယုံအနည်းဝန်းကျင်မှာတိုက်ပွဲတွေဖြစ်ပွားနေတာဖြစ်ပါတယ်။အဲ့ဒီစစ်ယုံဟာကြောက်ဖြူမြို့နယ်ဂုံးရှိန်ကြေးရွာအနီးမှာရှိပြီးတော့တိုက်ပွဲဧရိယာနဲ့အလွန်နီးကပ်တဲ့အနေအထားလည်းဖြစ်ပါတယ်။ တရုတ်တွေကထွက်ပြေးသွားကြပြီတချို့ကရန်ကုန်ကိုပြန်တယ်တချို့ကတော့မဒေးကျွန်းကိုသွားကြတယ်နောက်ထပ်ဒေသခံတို့ကလေးရီအဖန်ကိုပြောပါတယ်ကြောက်ဖြူမြို့နယ်မလာကျွန်းလိတ်ခမောပြင်းရှေ မင်းထက်တောင်စွမှုတင်နှန်းချောင်းစတဲ့စစ်ကောင်စီရဲ့စခန်းတွေကိုအာရခတ်တပ်တော်ကသိမ်းပိုက်ထားပြီးတော့စစ်ကောင်စီဘက်ကအဲ့ဒီနေရာတွေကိုလက်နက်ကြီးလက်နက်ငယ်တွေနဲ့တံပြန်ထိုးစစ်ဆင်နေတာဖြစ်ပါတယ်ကျောက်မြို့မြို့နယ်ထဲကရေနံနဲ့သဘာဝတန်းငွေစစ်ရုံတွေမှာတရုတ်၊ကိုရီးယား၊အိန္ဒိယ၊မြန်မာဝန်ထမ်းတွေရှိနေတာဖြစ်ပါတယ်။ ရခိုင်ရိုးမာတွင်းကနှဲ့ရီကန်မြခွာကုန်းအနီးမှာသုံးရစက်တိုက်တိုက်ပွဲတွေပြင်းထန်လာပြီးတဲ့နောက်မှာကာကင်းစခန်းတစ်ခုကိုအေအေဘက်ကသိမ်းပိုက်လိုက်တယ်လို့သတင်းရရှိပါတယ်။မေလ24ရက်ကလေးကရခိုင်ရိုးမာတွင်းတိုက်ပွဲတွေပြန်လည်ပြင်းထန်လာပြီးတော့နှဲ့ရီကန်မြခွာနောက်ကကာကင်းစခန်းကိုတော့မေလ26ရက်နေ့မှာအရခတ်တတော်ဘက်ကသိမ်းပိုက်လိုက်တာဖြစ်တယ်လို့မြေပြင်သတင်းရင်းမြစ်ကပြောပါတယ်။နှဲ့ရီကန်မြခွာကိုဝိုင်းမိကာထားတဲ့ကာကင်းစခန်းတွေထဲကတစ်ခုပါ။ အဲ့ဒီဂါကင်းကုန်းတစ်ခုကိုတင်ထားပြီလို့သိရတယ်လို့မြေပြင်သင်းကြီးမြစ်ကပြောပါတယ်။နိုင်ငံဘီဝါစကန်ဟာအမ်ဘဒန်လမ်းပိုင်းပေါ်ကဂုတ်ကြီးကြီးရွာအနောက်မြောက်ဘက်တောင်ထိပ်မှာရှိပြီးတော့စစ်ကောင်စီရဲ့အမြောက်တပ်ဒရုန်းတပ်တွေအထိုင်ရှာထားတာဖြစ်ပါတယ်။နိုင်ငံဘီဝါကိုအာရခတပ်တော်နဲ့ဒေါ်လိုင်းတပ်ဖွဲ့တွေပူးပေါင်းတိုက်ခိုက်နေတာဖြစ်ပြီးတော့အဲ့ဒီဂါကင်းတွေဟာလင်းတဲ့စွန့်တဲ့ကြီးရွာတွေရဲ့အနီးမှာရှိပါတယ်။ ရခိုင်ရိုးမတွင်မှရှိတဲ့အေးသိမ့်ပိတ်ထားတဲ့စခန်းတွေကိုစစ်ကောင်စီဘက်ကထိုးဆက်ဝင်လာရာကနေတိုက်ပွဲတွေစတင်ခဲ့ပြီးတော့နိုင်ရီကန်တောင်ရှိအထိတိုက်ပွဲတွေပြင်းထန်လာတာဖြစ်ပါတယ်။အခုတိုက်ပွဲတွေကဗဒန်းမြုံနယ်ထဲကရိုးမအတက်မှာဖြစ်နေတာပါ။ရိုးမထဲကရှင်းတိုင်းသာကြီးရွာတွေအနီးမှာဖြစ်တာပါ။တိုက်ပွဲကဆက်ပြီးပြင်းနေပါတယ်။စစ်ကောင်စီဘက်ကဒရုန်းတွေလာပစ်နေတော့မှလို့သတင်းရင်းမြစ်ကပြောပါတယ်။နိုင်ရီကန်ဗျူဟာဝင်းကျင်မှာတိုက်ပွဲတွေဖြစ်ပွားနေတဲ့အတွက်ဗဒန်းဘက်အဝင်အထွက်တွေကိုလည်းစစ်ကောင်စီကပိတ်ထားပါတယ်။ ရခိုင်ရုံမှာပေါ်မှာချီးတဲ့စစ်ကောင်စီစခန်းတွေကိုအာရခတ်တပ်တော်ဘက်ကအမ်းမျိုးသိမ်းတိုက်ပွဲပြီးကြရဆင်နွှဲနေတာဖြစ်ပါတယ်။တော်လှန်ရေးတပ်ဖွဲ့တွေဖြစ်ကြတဲ့လူထုတော်လှန်ရေးမဟာမိတ်အင်အားစု PIA မကွေးကျောင်းသားလက်ယုံတက်တော် SAF နဲ့ CDF အရှူတို့ကလည်းရခိုင်ရုံမှာပေါ်ကိုတက်လာတဲ့စစ်ကောင်စီရဲ့ထောက်ပို့လမ်းကြောင်းတွေကိုမကြာခဏဖျက်တောက်ပြီးတော့ပိတ်ဆို့တိုက်ခိုက်နေတာဖြစ်ပါတယ်။ဆိုင်ကလုံးမုန်တိုင်းဟာ စစ်တွေမျိုးအနောက်ဘက်ပင်လယ်ပြင်ထိရောက်ရှိလာပြီးတော့အင်အားကောင်းလာတဲ့အကြောင်းတွေကိုနားဆင်ကြရမှာပါ။ဟုတ်အာနေ့လေ7နှစ်နာရီပေါ့နေ့လေ7နှစ်နာရီကျော်ပြီးတော့တနာရီပတ်ဝန်းကျင်လောက်မှာစစ်တွေရဲ့အနောက်ဘက်မိုင်290လောက်ကိုရောက်နေတယ်အားပူကောင်းလာတယ်အဲလောလောဆယ်မှာအာဘယ်လိုခေါ်မလဲဝဲမတ်ပေါ့နော်တိသာထင်ရှားတဲ့လေပြာနဲ့ရေပုံအဆင့်ဖြစ်လာတယ်အာပြီးရင်နောက်ထပ် 24နာရီအတွင်းမှာထပ်ပြီးတော့သူကအားပို့ပြီးတော့ထက်ကောင်းလာမယ် depression ဖြစ်လာမှာပေါ့နော် depression ဆိုတော့ကျွန်တော်တို့အားအလုံးအားကောင်းတဲ့လေပြာနဲ့ရပ်ဝန်းပေါ့အဲ့ဒီအခြေအနေဖြစ်လာမယ်မုန်တိုင်းငယ်လို့လည်းပြောလို့ရတယ်ပေါ့အဲ့ဒီကနေပြီးတော့မှအဲသူကကန်းရှင်တွေကတအားနှီးသွားပြီးအဲ့ဒီအခြေအနေကြလို့ရှိရင်အဲ့တော့ဟို ECMWF ကတော့ chat ကတော့ဒါ cyclone မုန်တိုင်းဖြစ်နိုင်ကြည်ဟိုကုန်းပေါ်ရောက်တဲ့အထိကိုသူက100%အဲ့ဒီလိုမျိုးတော့ပြောနေတာရှိတယ်အဲ့တော့ ဘယ်လိုဖြစ်လာမလဲဆိုတော့မသိဘူးပေါ့နော်ကျွန်တော်တို့တော့ cyclone ဖြစ်လာရင်အဲ cyclone ဘာနာမည်ပေးမလဲအဲ့ဒါစောင့်ကြည့်ပြီးတော့အဲ cyclone နာမည်ပေးတဲ့ဥစ္စာနဲ့ကျွန်တော်တို့မှတ်တမ်းတင်ရုံပါပဲအဲ့ဒီလိုပဲလုပ်လို့ရမယ်ပြီးတော့မှရခိုင်ကန်ယူရန်တစ်လျှောက်ဒါ flying or lee ရောပြင်းမယ်တနအိမ်မိုင်လေးတွေရောတိုက်မယ်မြို့ဝကျွန်မကန်ယူရန်ဆိုတော့အခုတချို့အကန်းကြီးနာရွာတွေတချို့မှာအဲပင်လယ်ဘက်ကလာတဲ့ flying 6ပြီ9ပြီလောက်စပြီးတော့ရိုက်နေတာရှိတယ် အာမုန်တိုင်းတဲ့တဲ့ဝင်တာမဟုတ်တဲ့အတွက်မုန်တိုင်းဒီလိုင်း storm surge ကကြောင်းမလို့ရေတွေတက်လာတာမျိုးတွေတော့မဖြစ်ဘူးပေါ့အော်ဟုတ်ကဲ့ပါဆရာဟုတ်ဒါဆိုရင်ဆရာဒီပေါ့လေကင်မရာတွေတော့အထူးသဖြင့်ဒီရခိုင်ဘက်ကဒီကင်မရာဆိုရင်တော့ဒီလိုင်းရောလေရောတော်တော်လေးထမ်းပဲလို့ပြောလို့ရပါတယ်နော်အဲ့ဒါတော့အချိန်ကြီးတော့အာဖြစ်သွားနိုင်တယ်အခုလောလောဆယ်မှာတော့ဒါဟိုစစ်တွေကြောက်ဖြူမန်အောင်ကျွန်းပတ်ဝန်းကျင်ဆိုလို့ချင်း35မိုင်၄၀လောက်အခုတိုက်နေပြီ 哦ဟုတ်ကဲ့ဆရာဟုတ်ဆရာဟိုမိုင်40အပြင်ရောဆရာပို့ထပ်ပြီးတော့ပူလာနိုင်သေးလားဟင်ဆရာအဲပြောလို့မရသေးဘူးဗျာလူတွေထပ်ပြီးတော့ခုနပြောသလိုပေါ့ဟိုအာပို့ပြီးတော့အားကောင်းတဲ့ဒီပြားနဲ့ရမမဲဖြစ်ဖြစ်စိုက်ကလုံးအစာပြူလေးပဲဖြစ်ဖြစ်အဲ့ဒါလို့ပြောလာလို့ရှင်တော့40ကျော်မယ်50လောက်အထိတိုက်ရင်လည်းတိုက်သွားနိုင်တယ်ဟုတ်ကဲ့ဆရာဟိုဒီအဲအထူးသဖြင့်ပေါ့လေဆရာဟိုရေဟိုစစ်တွေတက်လဲဟိုမိုင်ရလဲဟို သိမဝေးတဲ့အနေထားမျိုးဆိုတဲ့အခါကျတော့အာဒီဖက်ကပေါ့လေအဲ့ဖက်ကဒီဒေတာကံပြည်သူတွေအနေနဲ့ပေါ့လေဘာကြီးဆောင်ရွက်ဆောင်ရွက်လေးတွေလုပ်တဲ့နေဆိုတာလေးပဲဖြစ်ဆိုပြီးတော့ပြောကြပြပါဦးခင်ဗျဟုတ်အဲဟုတ်ကဲ့ပါအဓိကတော့အဆိုင်တန်ဒီတန်မုံတိုင်းတန်ဒါအခုတော့တော့ဆယ်ဆိုလို့ရှိရင်စစ်ဘေးစစ်တမ်းမှာခံနေရတဲ့ပြည်သူတွေအတွက်ကတော့အာဒီတဘာဝဘေးကြောင့်ဖြစ်လာမဲ့အန္တရာယ်တွေအတွက်ကိုကြိုပြီးတော့ဒါလိုင်းလီကိုယ်မဲ့နေရာနောက်ပြီးတော့ကျွန်တော်တို့တောင်ပြူမြေပြူဖြစ်နိုင်မဲ့နေရာ နောက်ပြီးတော့ရခိုင်ပြည်နယ်ဘက်ကအဲ့ဒီမြစ်တွေမြစ်တက်လာနိုင်မဲ့နေရာမိုးမိုးကလည်းများပါဘူးမိုးမိုးကလည်းများပါဆိုတော့မြစ်တက်လာနိုင်မဲ့နေရာအဲ့ဒီနေရာတွေကိုတတိထားဖို့လိုပါတယ်အဲ့တော့ကျွန်တော်ရဲ့ဒီ MMOL knowledge site ပေါ်ကရခိုင်ပြည်နယ်အတွက်တင်ပေးထားတဲ့ဒီ weather widget မှာကတော့အာတိုင်နှုံးလီ29ရက်နေ့မှာတနအီကို38မိုင်မိုင်40လောက်အထိတိုက်နိုင်တယ်ဆိုပြီးတော့အဲ့ဒါလောက်ပဲကြားပါလိမ့်ခင်ဗျာဟာဟုတ်ကဲ့ပါဆရာ Levery FM ရဲ့နောက်ဆုံးရသတင်းတွေကိုအစီအမပြတ်နားဆင်နိုင်မှုအတွက် Levery FM YouTube ကိုလည်း Subscribe လုပ်ထားပြီးမြေတားရက်ခံပြစေရှင်။ စင်းမရေဒီယိုကထုတ်လွှင့်နေတဲ့သတင်းအစီအစဉ်တွေသတင်းဆောင်မတွေစက်တွယ်မင်းမြန်းချက်တွေနဲ့ပတ်သက်ပြီးသောတာရှင်တို့အနေနဲ့ဝေဖန်ကြံပြုချက်တွေနဲ့ရင်ဖွင့်ပြောပြချင်တဲ့အကြောင်းအရာတွေကို108 FM Facebook Page နဲ့ Messenger နဲ့အတူမင်းစင်းမရေဒီယိုဆောင်မရှင်ဆိုတဲ့ Telegram Group ကိုစာရေးသားပေးပို့နိုင်ကြပါတယ်။သောတာရှင်တို့ရဲ့ဝေဖန်ကြံပြုချက်တွေကိုကြိုဆိုပါရရှင်။ ညစီမရေဒီယိုရဲ့ဒီကနေ့ညအတွက်အစီအစဉ်ကတော့ဒီလောက်ပါပဲ။မြန်မာနိုင်ငံသူနိုင်ငံသားအပေါင်းဆရာနာရှင်ဘေးကနေကင်းဝေးပြီးကိုစိတ်နှပါကျမချမ်းသာပါစေလို့ညစီမရေဒီယိုအခွေသားတွေကဆုတောင်းမြတ်တာပို့သလိုက်ပါရယ်။မြန်မာပြည်သူတွေနဲ့တူရည်တည်နေမယ်ညစီမရေဒီယိုပဲဖြစ်ပါရယ်။နားဆင်ကြတဲ့သူတွေအားလုံးကျမ်းမာကြပါစေရှင်။